နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလိုက်လဲစွာကြိုဆိုပါれကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါれဧပြီလ24ရက်ဇာတာပတိနေ့ တုတ်တန်ကြံခန်းကြီး28အငယ်9မှ33တရားမနာလွဲသွားသောသူသည်ဆွတ်တောင်းတော်လဲသူ၏ပတနာစကားသည်ဆက်ဆုပ်ရရှာပွဲဖြစ်၏ဖြောင့်မတ်သောသူကိုလမ်းလွဲ၍မကောင်းသောလမ်းတဲ့သို့တွေးဆောင်တော်သူသည်မိမိတူးသော တွင်းထဲသို့မိမိကြလိမ့်မည်တဘောဖြောင့်တော်သူမူကားကောင်းသောအရာတို့ကို အမွေခံရလိမ့်မည်ငွေရတတ်သောသူက ငါသည်ပညာရှိ၏ဟုကိုကိုထင်တတ်၏ဉာဏ်ကောင်းသောဆင်းရဲသားမူကားထိုသူကိုစစ်ကြောတတ်၏ဖြောင့်မတ်သောသူတို့သည်ဝမ်းမြောက်သောအခါဘုံကြည့်တတ်၏မတရားသောသူတို့သည်ချီးမြှောက်ခြင်းသို့ရောက်သောအခါလူတို့သည် ပုံရှောင်၍နေတတ်ကြ၏မိမိအပြစ်ကို ဖော်ပြဝင်ချ၍စွန့်ပစ်တော်သူမူကားကယုဏတော်ကို ခံရလိမ့်မည် အပြစ်ကိုဖွက်ထားသောသူသည်ချမ်းသာမရမိမိအပြစ်ကိုပေါ်ပြဝန်ချ၍စွန့်ပစ်တော်သူမူကားကရုဏာတော်ကိုခံရလိမ့်မည်တုတ်တန်ချံအခန်းကြီး28အခန်းငယ်33ခရစ်တော်ထံအပြစ်ဝန်ခံခြင်းဖုံးကွယ်ထားသည့်လျှလူရှုထားသည့်အစိတ်အတော့များသည့်ကြီးမားပြင်းထန်သည့်အကျိုးဆက်များကို ဖြစ်ပေါ်စေနိုင်သည် Wall Street Journal ၏အစီရင်ခံစာတစ်ခုအရဆက်သွယ်ရေးကုမ္ပဏီများသည် American ပြည်ထောင်စုတဝန်းတွင်ခဲအုပ်ထားသည့် cable ဂျိုးပေါင်း2000ကျော်ကိုခြံထားခဲ့ကြသည်ဟုဆိုသည်ခဲအစိတ်အတောက်များရေအောက်မြေကြီးနှင့်တာဝါတိုင်များတွင်ပြန့်နှံ့နေသည်ခဲများပြက်စီးအရေးပျော်လာသည့်အခါလူတို့နေထိုင်အလုတ်လုတ်ဆော့ကစားသည့်နေရာများသို့အဆုံးသတ် ရောက်ရှိလာသည်အစိတ်တောက်များနှင့်ထိတွေ့နိုင်ခြင်းအန်ဒီယေကိုနှစ်ပေါင်းများစွာတည်ရှိလာခဲ့သောဆက်သွယ်ရေးကုမ္ပဏီများစွာသည်ဝန်းကျင်၌ခဲများပျော်ဝင်စီးဆင်းခြင်းကြောင့်အန်ဒီယေဖြစ်ပေါ်လာနိုင်သည့်အကြောင်းကို အလေးအနက်ဆွေးနွေးပြောဆိုလာကြသည်ဝန်မခံရသေးသလိုကင်တွယ်ဖြည့်ရှင်းခြင်းမပြုရသေးသည့်အပြစ်ဤအစိတ်အတော့များသည့် ျွန်ုပ်တို့၏အသက်တာ၌ကြီးမားသောအကျိုးဆက်များကို ဖြစ်ပေါ်စေနိုင်သည် လူတဦးအပြစ်ကျူးလွန်သည့်အခါထိုအပြစ်ကိုဖျားသခင်နှင့်အခြားသူတို့မသိအောင်ဖုံးဖိဟွက်ထားရန်ကြိုးစားတတ်သည်မှာတဘာဝပင်ဖြစ်သည် သို့သောကိုရိုနှင့်သူ၏သွန်သင်ချက်များကိုဆန့်ကျင်သည့်အမှုအရာများ၌မွေးလျော်လိုပြီးထိုအရာများကိုလက်လူရှုရန်ဖုံးကွယ်ရန်စင်ကြေပေးရန်ကြိုးစားခြင်းသည် မိုက်မဲရာကြသည်တုတ်တန်ဆရာဖော်ပြထားတဲ့ကဲ့သို့ပင်မိမိအပြစ်ကိုဝှက်ထားသောသူသည် ချမ်းသာမရမိမိအပြစ်ကိုဖော်ပြဝန်ချ၍စွန့်ပစ်သောသူမူကားကရုဏာတော်ကိုခံရလိမ့်မည်ဖျားရှင်ထံမိမိ၏အပြစ်များကိုဝန်ချတောင်းပန်သည့်အခါပြေရှံကြွယ်ဝသောကျေးဇူးတော်အားဖြင့်ကျွန်ုပ်တို့အားတန့်စင်စေမည်ဟုနှုတ်ကပတ်တော်မှကိုအပြစ်တို့ကိုဖော်ပြတောင်းပန်လျင် ငါတို့အပြစ်များကိုလွတ်၍ဒုစရိုက်ရှိသည်များနှင့်ကင်းစင်စေခြင်းငှာဖျားသခင်သည်သစ္စာတရားနှင့်၎င်းဖြောက်မှတ်ခြင်းတရားနှင့်၎င်းပြည့်စုံတော်မူ၏ဟုဖော်ပြထားသည်ထို့ကြောင့်အစိတ်အတော့များကျွန်ုပ်တို့၏စိတ်နှလုံးနှင့်အခြားသူတို့၏အသက်တာတည်းသို့မဝင်ရောက်မီမိမိအပြစ်များကိုယူသားစွာဝန်ခံနိုင်အောင်မဆရန်ဖျားရှင်ထံတောင်းလျှောက်ကြပါစို့ တင်းအပြစ်ကို ဖုံးကွယ်ရန်မြည်သည့်အချိန်က သွေးဆောင်ခံရသည်နီထို့သောဖုံးကွယ်ခြင်း၏အကျိုးဆက်များကအဘယ်နီချစ်စွာသောဖျား ကျွန်ုပ်၏အပြစ်များကိုရိုးရိုးသားသားဝန်ခံလျက်လုံးဝစွန့်ပစ်နိုင်ရန်ကူမတော်မူပါ သခင်ယေရှုနာမကိုအမိပြု၍တောင်းလျှောက်ပါသည်အာမင်နေစဉ်ခွန်အားကို ကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက် ပုံမှန်ပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။